သူ့ကိုကြက်ကင်ဖို့အတွက်သမီးလေးကိုဖမ်းသွားတဲ့အာနာရှင်တစုလုံးကိုတယောက်တည်းအမြင့်ပြုတ်ခဲ့တဲ့အာနိုမင်္ဂလာပေါင်းတဲ့ခါညောင်းတဲ့နေကောင်းရမြတ်ဖြစ်ပါစေလို့ကျွန်တော်တို့ပီကာဆို channel ကနေဥစွာပထမနှုတ်ခွန်းဆက်သားလိုက်ပါရခင်ဗျာဒီနေ့မှာတော့အရှင်ဇလန်းတွေကိုမှကြိုင်းနေတဲ့ပြည်သက်ကြီးတို့အတွက်ကွန်မန်ဒိုဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာတမန်တခင်မှာတော့စင်ကြေဖုံးရက်ွက်တကူရဲကိုအမိုက်ကားတစ်စီးကလမ်းထဲဖြတ်မောင်းနေခဲ့ပြီးဝန်ထမ်းတစ်ယောက်ကလည်းကားပေါ်မှာပါလာခဲ့ပါတယ် အမိုက်ကားကစောစောလာတဲ့အတွက်ကွန်မန်ဒိုဟောင်းတယောက်ဖြစ်တဲ့လော်ဆွန်ကအံဩသွားကအိယာတဲကဂုံယုံထကအမိုက်ပြဖို့အပြင်ထွက်ခဲ့ပါတယ်။အဲနောက်သူကအမိုက်ကားနားရောက်သွားချိန်မှာတော့ဝင်ထဲဟန်ဆောင်ထားတဲ့ကျွမ်းကျင်ဆင်လူသက်သမားတွေဖြစ်တဲ့ Quarknet Director ကတနတ်တွေထုတ်ကသူ့ကိုပြစ်တက်ခဲ့ပါတယ်။နောက်တစ်ခါမှာတော့ကွာကကားကုမ္ပဏီတစ်ခုကိုသွားခဲ့ပြီးအယောင်းဝင်ထဲစစ်မှုထမ်းအောင်တယောက်ဖြစ်တဲ့ Forester ကသူ့ကိုကားလိုက်ပြခဲ့ပေမဲ့ကွာကကားကိုခိုးက Forester ကိုလည်းဝင်တိုက်ပြီးတော့မောင်းပြေးသွားခဲ့ပါတယ်။ ဇေကမ်းမှာတင်မောသားတယောက်ဖြစ်တဲ့ကွန်မန်ဒိုဟောင်းဘန်နက်ကခွားကနေဒီရစ်တို့ကိုပတ်စံရှင်းပေးပြီးတော့သူ့တင်မောဘော်ကိုတက်ခဲ့ပါတယ်။တင်မောထွက်ခွာသွားတော့ခွားကခလုတ်တစ်ခုကိုထုတ်လိုက်ပြီးတော့တင်မောကိုဖောက်ခွဲခဲ့ပါတယ်။တနေရာမှာတော့အနားယူထားတဲ့ဗိုလ်ချုပ်ဟောင်းတယောက်ဖြစ်တဲ့ဂျုံကလုံနေကြတိုင်းထင်းခုံနေတော့မှာပဲ။သူ့သမီးဂျုံဒီကသူ့နားကိုတိတ်တိတ်လေးကတ်လာပြီးတော့ခြောက်လှန်ခဲ့ပါတယ်။သူတို့သားဖားကမနက်စာစားနေရင်းနဲ့ဂျွန်ကဟယ်လီကော်ပတာအတန်ကိုကြားလိုက်ရပါတယ်။ဗိုလ်ချုပ်ကြီးဖရန်ကလင်ကဟယ်လီကော်ပတာပေါ်ကနေဆင်းလာခဲ့ပြီးတော့ သူ့လူတွေဖြစ်တဲ့ Jackson နဲ့ Harriet တို့ကိုကင်းဆောင်ခိုင်းခဲ့ပါတယ်။ Franklin တယောက်ကျွန်းကိုတူတက်ခွဲကကွန်မန်ဒိုဟောင်းတွေကိုတရားဥပဒေလိုက်တက်နေတဲ့အကြောင်းသိပေးခဲ့ပြီးသူကဘသူလက်ချက်လဲဆိုတာစုံစမ်းနေတော့ Jackson နဲ့ Harriet တို့ကိုအဆောင်ထားခဲ့မယ်အကြောင်းပြောခဲ့ပါတယ်။ Franklin ထွက်သွားတော့ John ကအန်နီကိုအာယုံရခဲ့ပြီးတော့ Derek ကအချုံမူထဲကနေပြေးရင်းထွက်လာတော့ John ကသူ့သမီးကိုပွေ့ပြီးတော့လဲချခဲ့ပါတယ်။ Derek ကြောင့် Harriet ကတည်သွားခဲ့ပြီးတော့ Jackson ကလည်းတန်ရာရသွားခဲ့ပါတယ်။ ဂျွန်ကဂျွန်နီကိုအခန်းထဲသွားပုံးနေဖို့ပြောပြီးတော့ကိုရောင်တဲကအမြောက်တွေကိုသွားယူခဲ့ပါတယ်။သူကအိမ်ထဲကိုပြောင်းလာတဲ့အခါမှာတော့တည်နေတဲ့ဂျက်ဆန်ကိုတွေ့ခဲ့ရပါတယ်။ဒီရက်ကဂျွန်ကိုသူ့လူတွေကဂျွန်နီကိုဖမ်းခေါ်သွားတဲ့အကြောင်းပြောလိုက်ပြီးတော့သူသမီးကိုအသက်ရှင်လျက်မြင်ချင်ရင်တော့သူတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ပြောခဲ့ပါတယ်။ဒါမဲ့လေဂျွန်ကလက်မခံဘဲနဲ့ဒီရက်ကိုတတ်ကဒီရက်လူတွေနောက်ကိုချက်ချင်းလိုက်သွားခဲ့ပါတယ်။ အဲနောက်သူက သူ့ကားကိုတောင်ဆောင်ပေါ်ကနေတွန်းချပြီးတော့အရှိန်နဲ့နောက်ကနေလိုက်ခဲ့ပေမဲ့ကားမောက်သွားခဲ့ပြီးဂျွန်ကအဖမ်းခံလိုက်ရပါတယ်။အဲနောက်မှာတော့တင်းမောပေါက်ကွဲမှုတုန်းကတေးပြီးလို့ထင်ခဲ့တဲ့ဗန်နစ်ကပေါ်လာပြီးတော့ဂျွန်ကသူ့ရဲ့ရန်သူတစ်ယောက်ဖြစ်တဲ့အကြောင်းပြောခဲ့ပါတယ်။ဗန်နက်ကကျွန်းကိုဒါကသူ့ကိုကွန်မန်ဒိုတပ်ဖွဲ့ကနေနှိထုတ်ခဲ့တဲ့အတွက်ပြန်လည်ပေးဆက်ရတာဖြစ်ကြောင်းပြောပြပြီးတော့မေဇေးတနတ်နဲ့ပြစ်ခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဂျွန်းကအခန်းတစ်ခန်းထဲမှာတတိယလာခဲ့ပြီးတော့ဇပွဲပေါ်မှာကြိုးတုပ်ခံထားရကဗန်နက်လူတွေကဝိုင်းထားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ပြည်내တန်ခံထားရတဲ့အမေရိကန်အာဏာရှင်ရီယက်ကကျွန်းကိုအာဏာပြန်လည်ထူထောင်မှုအတွက်ဗေဘက်ကသမရကိုတတ်ခိုင်းခဲ့ပါတယ်။ရီယက်ကသူ့ကိုညှင်းမယ်ဆိုရင်သူ့ကိုနှိပ်စက်ပြီးတော့ဂျွန်နီကိုတတ်ပစ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။ဗန်နဲနဲ့သူ့လူတွေကဂျွန်ကိုလေစိတ်လိုက်ဖို့ခဲကြပြီးတော့အဲဒီကိုရောက်တော့ဂျွန်ကိုလေရင်ပေါ်တင်ပေးဖို့တောင်းဝန်ယူထားတဲ့ဆူလီနဲ့ဂျွန်နဲ့အတူတူဗေဘက်ကိုသွားမယ်ဟန်ရစ်တိုနဲ့အတူတူတွေးခဲ့ပါတယ်။ဗန်နဲကဂျွန်ကိုသူ့လူတွေကသူ့စီကိုတရေမပို့နိုင်ဘူးဆိုရင်ဂျွန်နီကိုတတ်ပစ်မယ်ကြောင်းလည်းပြောခဲ့ပါတယ်။ အဲဒါကြောင့်ဂျုံကဗန်နစ်စကားနားထောင်ခြင်းအောင်ဆောင်းကဆူလီတို့နဲ့အတူတူလေရင်ပေါ်ကိုတက်ခဲ့ပါတယ်။အပေါ်ရောက်တော့ဂျုံကလေရင်မဲတယောက်ကိုခရီးကဗရန်နာကြီးကျမှာလဲလို့မေးခဲ့ပါတယ်။လေရင်မဲက17နာရီကြာမဲ့အကြောင်းပြောလိုက်တော့ဂျုံကဟဲရက်ကိုတဲတိစိတ်တက်ပြစ်ကဟဲရက်အိတ်နေတဲ့ပုံပေါအောင်အုတ်တို့ဆောင်းပြီးတော့ဆောင်းချုံပေးထားခဲ့ပါတယ်။ဒီနောက်မှာတော့သူကလေရင်ဖက်ခွာကာဇာမှာခုံချခဲ့ပြီးတော့နာယီကို17နာရီအထိအချိန်မှတ်ခဲ့ပါတယ်။ ဂျွန်လီဘွန်ကထွက်ပြေးသွားတာကိုမသိတဲ့ဆူလီကရီယက်ကိုဖုန်းခေါ်ပြီးတော့ဂျွန်ကသူတို့အမိန်တိုင်းလုံနေတဲ့အကြောင်းပြောခဲ့ပါတယ်။အဲဒီနောက်ဂျွန်ကတော့ကားစီသွားနေတဲ့ဆင်ဒီဆိုတဲ့မိမတယောက်နောက်ကိုလိုက်သွားခဲ့ပြီးသူ့ကိုချိန်ချောက်ကဆူလီကားနောက်ကိုလိုက်ခိုင်းခဲ့ပါတယ်။သူတို့ကဇေဝဲစင်နာတစ်ခုနောက်ကိုလိုက်နေတဲ့ဆူလီနောက်ကိုလိုက်ခဲ့ကြပြီးတော့ဂျွန်ကဆင်ဒီကိုအကျိုးကြောင်းရှင်းပြခဲ့ပါတယ်။ဆင်ဒီကသူ့ကိုယုံကြည်အောင်ဆောင်ခဲ့ပေမဲ့ဂျွန်ကသူ့ကိုလှုပ်ပေးလိုက်တဲ့အခါမှာတော့လုံခြုံရေးစီသွားပြီးတော့ဂျွန်ကိုယူနေတဲ့ပြန်ပြေးသမားလို့တိုင်ခဲ့ပါတယ်။ အဆောင်ကတက်ကိုခေါ်လိုက်ပြီးကျွန်းစီကိုသွားနေတော့ဆူလီကစင်နီကိုတတိထားမိသွားပြီးအနာကတ်သွားတော့အဆောင်တွေနဲ့ချနေတဲ့ကျွန်းကိုတွေ့သွားခဲ့ပါတယ်။သူကချက်ချင်းလမ်းမီဖုန်းစီကိုပြေးသွားခဲ့ပေမဲ့ကျွန်းကဖုန်းယုံကြီးကိုနေရန်ကနေဆွဲမှာကသူ့ကိုဖုန်းခေါ်လို့မရအောင်လုပ်ခဲ့ပါတယ်။အဆောင်တွေကကျွန်းကိုဝိုင်းဖမ်းကြတော့ဆူလီကလွတ်သွားခဲ့ပေမဲ့ကျွန်းကအဆောင်တွေကိုတိုက်ခိုက်နေတော့ဆူလီကဓာတ်လီကားတွေဝင်သွားခဲ့ပါတယ်။ အဆောင်တယောက်ကဂျုံကိုပြစ်ခါနေမှာအမားလုံးမိမှန်းသဘောပေါက်သွားတဲ့ဇင်ဒီကရဲကိုလေကားထိတ်ကနေတုံးချခဲ့ပါတယ်။ဒဏ်ရာရသွားတဲ့ရဲကသူ့ကိုရခိုင်ခဲ့ပေမဲ့ဇင်ဒီကထွက်ပြေးသွားတော့ဝရမ်းပြေးဖြစ်သွားခဲ့ပါတယ်။အဲနောက်ဂျုံကကပကင်ကိုပြေးသွားတဲ့ဇူလီနောက်ကိုလိုက်ခဲ့ပြီးဇူလီကမောင်းထွက်သွားတော့သူကဇင်ဒီကကိုယူကာနောက်ကနေလိုက်ခဲ့ပြီးတော့လမ်းမှာဇင်ဒီကတားခဲ့ပါတယ်။ဘာဖြစ်ဖြစ်နေလဲဆိုတာမသိဘဲနဲ့စိတ်ရှုပ်နေတဲ့ဇင်ဒီကဂျုံကိုမိခွန်းနေမေးနေတော့ဂျုံကဇူလီနောက်လိုက်ရင်းနဲ့မီးနီဖြတ်မောင်းခဲ့ပါတယ်။ သူတို့က highway လမ်းမပေါ်ရောက်သွားခဲ့ကြပြီးတော့ဇူလီကလည်းသူတို့ကိုတနက်နဲ့လမ်းပြတော့ဂျွန်ကဘေးကနေကားချင်းဝင်ဆောင်ခဲ့ပါတယ်ဇူလီကကမောက်ခုံလမ်းသွားခဲ့ပြီးဇင်နီကာကလည်းမိတိုင်တစ်ခုကိုဝင်တိုက်သွားခဲ့ပါတယ်အဲဒီနောက်ဂျွန်ကဇူလီစီကိုသွားကသူ့အိမ်ထောင်တဲကနေမော်တယ်အခန်းတကားတော့ကိုယူခဲ့ပါတယ်သူကဇူလီကိုတောင်စုံပေါ်ကနေပြစ်ချဖို့လုပ်တဲ့အခါမှာတော့ဇူလီကသူ့ကိုဂျွန်နီဘာမာလဲဆိုတာသိတဲ့ခွားကနဲ့တွေ့ဖို့ခေါ်သွားနိုင်တဲ့အကြောင်းပြောပြခဲ့ပါတယ် ဒါမဲ့လေဇူလီကန်တော့ကိုရောက်ထားတဲ့ဂျွန်ကခွားကနဲ့ဘမ်မာတွေးရမလဲဆိုတာသိနေခဲ့ပြီးဇူလီကိုလည်းကျောင်းနဲ့ထဲကိုပြစ်ချခဲ့ပါတယ်။အဲဒီနောက်မှာတော့ဂျွန်နဲ့စင်ဒီတို့ကဇူလီကားကိုယူခဲ့ပြီးတော့မော်တယ်ကိုသွားခဲ့ကြပါတယ်။စိတ်ခံတရားကနေတက်ပြီးတော့ရီယန်နဲ့ဘန်နက်တို့ကဂျွန်နီကိုတီးတန့်ကျုံးပေါ်မှာရှိတဲ့သူတို့ရဲ့ဗီလာကိုခေါ်သွားခဲ့ပါတယ်။သူတို့ကဂျွန်နီကိုအခန်းထဲမှာတော့ပိတ်ထားခဲ့ပြီးတော့ထွက်သွားခဲ့ကြပါတယ်။လမ်းပေါ်မှာရှိနေမောင်းရင်နဲ့ဂျွန်ကစင်ဒီကိုဂျွန်နီပုံပြကရီယန်နဲ့ဘန်နက်ကသူဘဘဲကိုမသွားမှန်းမသိခင်သူသမီးကိုရှာရမှာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ သူတို့ကမော်တယ်ကိုရောက်တော့ခန်းလေးကိုဝင်ခဲ့ပြီးတဲလွန်စာရှာနေတော့မှာပဲခွာရောက်လာကတကားခောက်ခဲ့ပါတယ်။ဂျုံကရေပန်းဖွင့်လိုက်ပြီးတော့စင်နီနဲ့ဆူလီတို့အချစ်ခီးချမ်းဖြတ်တန်းနေတဲ့ပုံပေါ်အောင်လုပ်ခဲ့ပါတယ်။စင်နီကတကားသွားဖွင့်လိုက်တဲ့အခါမှာတော့ခွာကဆူလီစရာလေးထင်ပြီးတော့အထဲဝင်လာခဲ့ပါတယ်။ဂျုံကနောက်ကနေခွာကိုတိုက်ခိုက်ခဲ့ပြီးတော့နေရောက်သားလုံးထွေးတပ်ပုတ်ခဲ့ကြပါတယ်။ အဲဒီနောက်ခွာကအုတ်ထုတ်စိန်တက်ဖွဲ့ကဖြစ်ကြောင်းပြောခဲ့ပေမဲ့လေဂျွန်တွက်ကတော့ဘာမှမထူးခြားခဲ့ပဲနဲ့ခွာကိုတက်ကသူကားရဲကိုသွားရှာခဲ့ပါတယ်ဒီနောက်မှာတော့စင်နီကကိုပိုင်လေယုံယုံလိမ့်စာပါတဲ့စီးဖြစ်ထားတဲ့ငွေလက်ခံပေါင်းကြားတစ်ခုကိုရှာတွေ့ခဲ့ပါတယ်သူတို့ကခွာကားကိုယူသွားခဲ့ကြပြီးတော့လေယုံယုံကိုရောက်တဲ့အခါမှာတော့ဂျွန်တယောက်သူဘန်းခံခဲ့ရတဲ့နေရာပြင်မှန်မှတ်မိသွားခဲ့ပါတယ် ိုင်နော့ဂျွန်ကသူပြားတွေကိုခွာကာဖောက်ဝင်ခဲ့ပြီးတော့ရီယဲရဲ့စစ်သားတွေလက်နက်မောင်းကိုထုတ်နေတာကိုလည်းတွေ့သွားခဲ့ပါတယ်။သူကထင်းကျောက်ခန်းထဲကိုဝင်ကစောင်းတယောက်ကိုမောက်သိပ်ပြီးတော့ဆင်နီတွေ့လဲပရင်ပေါက်ဝင်ပေးခဲ့ပါတယ်။သူတို့ကဂျွန်နီတယောက်ကျုံးပေါ်မှာဖမ်းခံထားရတာမှန်းသိသွားခဲ့ပြီးဆမ်ဘက်ဒရိုမှာရေပေါ်လေရင်ရှိတဲ့အတွက်အဲ့ဒီရေပေါ်လေရင်နဲ့ကျုံးကိုသွားလို့ရမှာပဲဖြစ်ပါတယ်။ လင်းစီမသွားခင်မှာဂျုံကဈေးဝယ်ထွက်ဖို့ဆုံးဖြတ်ခဲ့ပြီးတော့လက်နက်ဆိုင်တစ်ခုကိုဖောက်ဝင်ကတနတ်တွေဘုံတွေပြင်လောင်ချာတစ်ခုကိုပါခိုးခဲ့ပါတယ်။ဇနီကလက်နက်တွေကိုကားစီတည်သွားခဲ့ပေမဲ့ဂျုံကကားစီမရောက်ခင်မှာပဲအဖမ်းခံခဲ့ရပါတယ်။အဲနောက်ဇနီကဂျုံကိုဖမ်းသွားတဲ့ရဲကားနောက်ကိုလိုက်ခဲ့ပြီးတော့လောင်ချာနဲ့ထုကဂျုံကိုထွက်ပြေးဖို့အခွင့်အရေးပေးခဲ့ပါတယ်။ ျုံမမှာတော့ရီယက်ကဘန်နစ်ကိုဂျွန်းလီရင်ကဘယ်ဘယ်ကိုဘယ်ချေရောက်မှလဲလို့မေးခဲ့ပြီးတော့ပြဿနာဖြစ်လာနိုင်လားလို့လည်းမေးခဲ့ပါတယ်။ဘန်နစ်ကလည်းလီရင်ကနှစ်နာရီအတွင်းစစ်သည်မှာဖြစ်ပြီးတော့ဂျွန်းကသူသမီးအသက်နဲ့ယင်းပြီးတော့စွန်သားမှာမဟုတ်တဲ့ကြောင့်ပြောခဲ့ပါတယ်။ဆမ်မတ်ရိုကိုရောက်တဲ့အခါမှာတော့ဂျွန်းနဲ့စင်ဒီတို့ကရေပေါ်လီရင်ကိုခိုးခဲ့ပြီးတော့ ဇင်နီကရီယဲရဲ့တီးတန့်ကျွန်းစီကိုဥတီမောင်းနေခဲ့ပါတယ်။ကျွန်းမမှာတော့ဂျွန်နီကအခန်းထဲကလွတ်အောင်နီလန်းရှာဖွေနေခဲ့ပြီးတော့ဗန်နီကဂျွန်တယောက်မရှင်အောင်မြင်သွားရင်ရီယဲစီကိုလာမှာဖြစ်တဲ့အကြောင်းပြောခဲ့ပါတယ်။နောက်တစ်မိနစ်မှာတော့ဂျွန်နဲ့ဇင်နီတို့ကကျွန်းမကိုရောက်လာခဲ့ကြပြီးတော့ရေပေါ်လေယာဉ်ကိုလည်းကန့်ကတ်ခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဂျွန်လိုက်ရမဲ့လေရင်ကဘဲဘက်ကိုဆက်ရောက်ခဲ့ပြီးဟာရင်မျက်နှာကိုအုပ်ထားတဲ့အုပ်ထုပ်ကလည်းပြုတ်ကျသွားခဲ့ပါတယ်။ ဂျုံကားစင်းဒီကိုဗိုလ်ချုပ်ကြီး Franklin C ကိုဆက်သွယ်ခိုင်းလိုက်ပြီးတော့သူကကမ်းခြေစီကိုသွားကစစ်ပွဲအတွက်ပြင်ဆင်ခဲ့ပါတယ်။အဲနောက်သူကဗီလာကိုသွားခဲ့ပြီးရေရဲရဲ့ကိုပိုင်စစ်တပ်ကိုလည်းတွေ့သွားခဲ့ပါတယ်။ဒီနောက်မှာတော့သူကစကမ်းမှာဘုံတွေထောင်ထားခဲ့ပြီးတော့စစ်သားတွေကိုအတန်တိတ်တပ်ပစ်ခဲ့ပါတယ်။ ဖက်ဘက်ကလေစိမ်းမှာတော့ဘန်နေရဲ့လူတွေကဂျွန်နဲ့ဟန်ရစ်ကိုထွက်ပေါက်မှာစောင့်နေခဲ့ကြပေမဲ့လည်းထန်းစင်နဲ့တည်လာတဲ့အလောင်းတစ်ခုကိုတွေ့ခဲ့ကြပါတယ်သူတို့ကသွားကြည့်လိုက်တဲ့အခါမှာတော့ဟယ်ရစ်မန်တည်သွားခဲ့ပြီးတော့ရီယက်ကိုဖုန်းဆက်ကအတီးပေးလိုက်တော့ရီယက်ကလည်းဂျွန်နီကိုတတ်ဖို့အမိန်ပေးခဲ့ပါတယ်ဘန်နေကဂျွန်နီခန်းနာရောက်တော့ဂျွန်ကဘုံတွေကိုဖောက်ခွဲလိုက်ပြီးတော့စစ်ပွဲကိုစတင်ခဲ့ပါတယ်ဘန်နေခန်းနဲ့ရောက်သွားတဲ့အခါမှာတော့ဂျန်နီကထွက်ပြေးသွားမှန်းတည်သွားခဲ့ပြီးတော့နောက်ကနေလိုက်ဖမ်းခဲ့ပါတယ် ဂျွန်ကတော့လောင်ချာကြီးနဲ့ဗီလာကိုသွားရင်းနဲ့လမ်းတစ်လျှောက်စစ်သားတွေကိုတပ်ပစ်ခဲ့ပါတယ်။စင်နီကာလည်းဖရန်ကလင်ကိုဆက်သွယ်လို့ရခဲ့ပြီးတော့ဂျွန်ပြောခိုင်းတဲ့အတိုင်းချင်းတွေကိုအတီးပေးခဲ့ပါတယ်။အဲဒီနောက်ဂျွန်ကတော့ M16 စစ်တပ်ကိုလက်ကကင်ပြီးတော့မြင်မြင်သမျှစစ်သားတွေကိုတက်ကလမ်းရှင်းနေခဲ့ပါတယ်။ရေးတယောက်လည်းရိုင်ဖယ်တလက်နဲ့ထွက်လာခဲ့ပေမဲ့ဂျွန်နဲ့တွေ့ပြီးတော့ပြစ်ဒဏ်ခံခဲ့ရပါတယ်။ န်နစ်ကဂျန်ဒီကိုတတ်ဖို့အတွက်မြောက်ခန်းနဲ့ထိလိုက်ဖမ်းခဲ့ပြီးတော့ဂျွန်ကသူတို့နဲ့တွေ့တော့ဗန်နစ်ကဓာချင်းရှင်ခုတ်ဖို့အစီအခေါ်ခဲ့ပါတယ်ခက်ခဲတဲ့တိုက်ပွဲဖြစ်ပေမဲ့လည်းဂျွန်ကသူ့ရဲ့ရန်သူကိုတတ်ပြစ်နိုင်ခဲ့ပါတယ်အဲဒီနောက်သူကသူ့သမီးကိုကယ်တင်လာခဲ့ပြီးတော့ဂျွန်ကစေကမ်းမှာဗိုလ်ချုပ်ကြီးဖရန်ကလင်နဲ့တွေ့ကဖရန်ကလင်ကသူ့ကိုပုံမှုပြန်လုပ်မလားလို့ကမ်းလန်းတော့ဂျွန်ကစင်ဒီနဲ့သူ့သမီးကိုကြည်ရင်နဲ့လူသက်သမားဘဝကထွက်ပြေးလို့ဆုံးဖြတ်ခဲ့ပါတယ်ဇလန်လီကတော့ဒါပါပဲခင်ဗျာဆုံးဒီနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ